မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVB မှာဖော်ပြထားတဲ့စောင်းမရှင်လှဆိုးဝေရဲ့ငလျင်နောက်ပိုင်းနိုင်ငံစီးပွားရေးတရုတ်မှန်ကိုလှစ်ဟပြခြင်းဆိုတဲ့စောင်းပါဖြစ်ပါတယ်နိုင်ငံအလဲပိုင်းတွင်ဆိုးဆိုးရွာရွာကြုံတွေ့ခဲ့ရသောငလျင်တန်ကြောင်လရစိုက်ပျိုးရေးကုံသွယ်ရေးနဲ့အခြေခံအဆောက်အအုံပိုင်းများပျက်စီးသွားခဲ့၍ ရိုင်းနဲ့နေပြီးဖြစ်သောစီးပွားရေးအားထပ်မံအလဲထိုးခံလိုက်ရသလိုဖြစ်လာခဲ့သည်ဟုဟောင်ကောင်တွင်ထုတ်ဝေသောစောက်ချိုင်းနာမော်နီပို့စ်သတင်းစာကအသေးစိတ်လှစ်ဟရေးသားလာခဲ့သည်ကို ကောက်နှုတ်တင်ပြလိုက်ရပါတယ်။နိုင်ငံများစွာမှအရေးပေါ်လူသားချင်းစာနာထောက်ထားစွာဖြင့်အကူအညီများပေးလာတော်လဲရှေ့လျှောက်တိုင်းပြည်စီးပွားကြဆင်းလာမှုကြောင့်အခက်အခဲများစွာ ရှိလာနေပြီဖြစ်ပါတယ်။ စေယောစုနေဖြင့်၎င်းတို့၏လုံနီးလောက်ခံများကို ပြန်၍သုံးသက်နိုင်ခြင်းမရှိကဆင်းရဲမှုငွေကြေးဖောင်းပွားမှုပို့ကုန်များကြာဆင်းလာမှုစိုက်ပျိုးရေးကဏ္ဍဆွမ်းဆောင်ရေးနေဆင်းသွားမှုများအစရှိသည်တို့ကိုနှစ်ပေါင်းများစွာ ခံရဖို့ရှိနေပါသည်အသက်အိုးအိမ်စည်းစိမ်များဆုံးရှုံးကြရသည့်တမကအထက်မြမာပြည်၏စီးပွားရေးအသက်သွေးကြောကြီးဖြစ်သော မန္တလေးရှိကုံစီဖြံပြူရာ supply chain ထိခိုက်သွားခဲ့ရပါတယ်။မန္တလေးရှိစက်မှုဇုံများတွင် စီးပွားရေးလုပ်ငန်းများ ထောင်ချီရှိနေပြီးတော့အတော်များများငလျင်တန်ကြောင့်ပျက်စီးသွားခဲ့ပါတယ်။ဒါပြင်စေုပ်စုထိန်းချုပ်နယ်မြေများအတွင်းနှင့်အပြင်တွင်လည်းလန်ဒတာဆက်သွယ်ရေးများပျက်စီးသွား၍ကုန်တင်ကအသေးစားများသာသွားနိုင်တော့ပြီးတော့မန္တလေးစိတ်ကမ်းသို့ရင်သွားရင်လာများလည်းပိတ်ဆို့သွားပါတယ်။ထို့အတွက် လေယာထွက်ကုန်များပို့ဆောင်ပြန်ပြူးနိုင်ရေးကို ထိခိုက်လာခဲ့ပါတယ်။အညာဒေသတွင်ဘဲမျိုးနွယ်၊ဘဲစိန်၊ကလဘဲ၊နှမ်းများမေလာတွင်စိုက်ပျိုးကြရပါတော့မယ်။ယခုအခါလေသမားများအဖို့မျိုးစေ့များရရှိရေးအတွက်အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေကြရပြီးတော့အချိန်မီမစိုက်ပျိုးနိုင်ကဝင်ငွေများထိခိုက်လာနိုင်ပါတယ်။နေပြည်တော်တွင်အစိုးရရုံးဌာနပေါင်းများစွာ ထိခိုက်ပျက်စီးသွား၍ လုပ်ငန်းများနှောင့်နှေးကြန့်ကြာလာပြီးဖြစ်ပါတယ်အဓိကအားဖြင့်လျာပို့ကုန်များအတွက်စိတ်ချစွာစားသုံးနိုင်သည့်ဆိုသောလက်မှတ်များထုမပေးနိုင်ဖြစ်လာပါတယ်စေယောစုမှ စီးပွားရေးကိုဘဟုမချုပ်ကန်ထားပြန်သဖြင့်ကုန်သွယ်ရေးလိုင်စင်ချပေးနိုင်ရေးကို ထိခိုက်လာပြန်ပါတယ်နိုင်ငံရဲ့စီးပွားရေးစနစ်တစ်ခုလုံးနဲ့လူမှုစီးပွားရေးကဏ္ဍများထိခိုက်လာမှုကြောင့်ဝင်ငွေများကျဆင်းလာမှုနဲ့စင်းရဲနွမ်းပါမှုများ ထူပြောလာတော့မည်ဖြစ်ပါတယ်။ပို့ကုန်များကြာစင်းလာ၍ရခင်ကလေးကလောက်လောက်ငားငားမရှိသောနိုင်ငံသားငွေဟာလည်းထက်၍ရောနေလာဖို့သာရှိ၍ငွေလဲနှုံးသည်လည်းကြာစင်းလာနိုင်ပါတယ်။လက်ရှိတွင်မလင်းကြောင့်ရနေသောဒီပါကအကူကြီးများကြောင့်နည်းငယ်ထေမိနိုင်စရာရှိနေပါတယ်။စကောင်စီဟာငွေလဲနှုန်းကိုပုံစံမျိုးမျိုးနဲ့တတ်မှတ်လာနိုင်ပြီးတော့ ရနိုင်သည့်နေရာများမှနှိုက်ထုတ်လာနိုင်သည့်အန္တရာယ်လည်းရှိနေပြန်ပါတယ်။ဒီအခါတွင်တော့လက်ရှိလဲပတ်နေသော စီးပွားရေးလုပ်ငန်းများဟိုမိုဆိုးဝါးလာနိုင်ပြီးအလုပ်လက်မဲ့များထူပြောလာမည်ဖြစ်ပါတယ်။ငလျင်ဘေးမှပြန်လည်တည်ဆောက်ရန်ကွန်ပျူတာများပို၍တင်သွင်းဖို့လိုအပ်လာတော့လေလက်ရှိသွင်းကုန်များပေါ်တင်းကျပ်စွာ ကန့်သက်ထားနေခြင်းများကြောင့်နောင်နေပို့တာရှိပါတယ်။ ပြည်ရင်းအာမခံလုပ်ငန်းများလည်းနိုင်စဉ်တည်တံ့တို့ဖို့အခက်အခဲများကြုံနေရပါတယ်။စီးပွားရေးပိတ်ဆို့ခံထားရမှုငွေကြေးပိုင်းနှင့်နိုင်ငံတကာအာမခံလုပ်ငန်းများ ရုပ်သိမ်းသွားခြင်းများကြောင့်ပင်ဖြစ်ပါတယ်။လူတို့အားလူမှုစီးပွားရေးတံကိုခါစီးခံနေရသည့်ကြားမှ ပြန်လည်တည်ဆောက်ရေးသည်၎င်းတို့ပခုံးပေါ်ကြာရောက်လာနေပြီဖြစ်ပါတယ်။အာမခံကြီးတီလဲငလင်တန်ခံရသောဒေတာများတွင်လက်လက်ဆိုင်ဆိုင် မထိုးပေါက်နိုင်၍ မဖြစ်လောက်သာရနိုင်စရာ ရှိနေပါတယ်။စရုပ်စုသည်လည်းစစ်စရိတ်များထောင်းနေ၍ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအားထိထိရောက်ရောက်လုပ်နိုင်မည်မဟုတ်ပါ။ကမ္ဘာပံ၏ခံမှန်းချက်အရငလျင်တန်းမခံရမီက GDP ဤ9.4ရာခိုင်နှုန်းလုံငွေပြနေပြီဖြစ်ပါတယ်။လုပ်ငန်းများမှအခွန်ဆောင်မှုသည်လည်းနည်းတည်ထက်နည်းလာနေပြီး2021မတိုင်မီ40ရာခိုင်နှုန်းမှ2024တွင် 2021ရာခိုင်နှုန်းသာရှိတော့ပါတယ်။အခွန်မဝင်ငွေသည်2021တွင်ကျပ်ငွေ6.6ထရီလီယံမှ2024တွင်5.4ထရီလီယံအထိတိုးလာသည်ဆိုတော့လေငွေကြေးဖောင်းပွားလာခြင်းကြောင့်ဖြစ်ပါတယ်။အခုကတွင်တော့ကြာစင်လာဖို့သာ ရှိပါတယ်။စေအစုသည်ငွေချင်းမှားဖို့တွင်လည်းအခက်အခဲများနှင့်ကြုံနေရပြီဖြစ်ပါတယ်။ဒီကအပြင်ဘိုးဘာမှထုံ့နှုတ်သုံးဆွဲနေရပါတယ်။ နိုင်ငံတွင်းရှိပန်းများစီးပွားရေးလုပ်ငန်းများလူထုကလည်း၎င်းတို့ထုံရောင်းသောငွေချေးစာချုပ်များကိုဝယ်ယူမိအလားအလာမရှိပါတို့နှုန်းဟာ8.5ရာခိုင်နှုန်းမှ8ရာခိုင်နှုန်းထိဒေထားတော်လေ30ရာခိုင်နှုန်းမှ35ရာခိုင်နှုန်းထိရှိနေသောငွေပေါင်းပွားမှုနှုန်းထက်များစွာလျော့နေနေသောကြောင့်ဖြစ်ပါတယ်။ကောင်းတို့ဖို့ကငွေစက်ကူများရိုင်းနှိပ်ထုတ်ဖို့သာရှိတော်တော်လေ ထိုတို့လုံမီဆိုကငွေကြေးဖောင်းပွားမှုနှုန်းထမှန်မြင့်တက်လာပြီးတော့အချင်းတွေများပို၍ပို၍ဆိုးလာဖို့သာရှိနေပါတယ်နိုင်ငံတကာမှအကူအညီများရလာတော့လဲတူရကီဆီးရီးယားငလျင်တွင်အမေရိကန်ဒေါ်လာ9.6ဘီလီယံရရှိခဲ့သည့်နှင့်စာလျင်တော့မဖြစ်စလောက်သာရှိပါတယ်အလူရှင်များနှင့်နိုင်ငံတကာအဖွဲ့အစည်းများသည်လည်း၎င်းတို့နှင့်ဆက်ဆံရမည်ကို တွန့်ဆုတ်နေကြပြန်ပါတယ် ငွေလဲနှုန်းကိုစင်စင်သတ်မှတ်ထားသည့်တွဲ၎င်းတို့သာအကျိုးများဖို့ရှိနေတယ်။ငလျင်မတိုင်မီကပင် ခြေထားသောငွေများအဤဆရာကိုင်းနှုံးဆုံးရှုံးသွားခဲ့ရပြီဖြစ်ပါတယ်။ထို့ပြင်ချင်းငွေများကိုစစ်စရိတ်ထဲထည့်သုံးမိအရေးကိုစိုးရိမ်မကင်းမှုများလည်းရှိနေကြပြန်ပါတယ်။စစ်ကောင်စီသည်ဈေးနှုန်းများထိန်းချုပ်ထားမှုလိုင်းစင်းချထားပေးမှုနှင့်ငွေလဲနှုန်းအစဉ်အဆက်တတ်မှတ်ပေးထားမှုများကိုကြောင်းလဲများလုပ်မည်ဆိုလျင်ပင် ပြီးခဲ့သည့်၅နှစ်ကခြေနေမျိုးညီတို့မြပြန်မရောက်နိုင်တော့ပါဘူးခင်ဗျာ။